အခုလောလောဆယ်သိရတဲ့သတင်းတွေအရဆိုလို့ရှိရင် PLA တွေကိုမြစ်အနောက်ဖက်ကူးကွက်မပေးဘဲနဲ့ပိတ်ပင်နေတယ်လို့ PLA ရဲဘော်တွေဘက်ကနေပြီးတော့ဆိုပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ခင်းဒီ16ရက်နေ့ပေါ့နော်16ရက်နေ့6လပိုင်းဒီ2025ဒီနေ့မနေ့ခင်းမှာဒီနေ့အလုပ်ကိစ္စတခုနဲ့ကျွန်တော်တို့မြစ်ကူးကိုရှိရကုန်လေအဲ့တော့မြစ်ကူးကိုရှိတဲ့အခါကျတော့ကျွန်တော်ဒီမုတ်ထိုးရွာကလေးကနေပြီးတော့ကျွန်တော်တို့ကဖြတ်ကူးมาလဲအဆင်ပြေနေအဲ့တော့မုတ်ထိုးရွာကိုကျွန်တော်တို့ရောက်တဲ့အခါမှာမုတ်ထိုးရွာရဲ့အဝင်မှာ group ID ဆိုတဲ့ sign ကိုကျွန်တော်တို့ချိန်ထားတယ်အဲ့တော့ကျွန်တော်တို့က ကတို့ကလည်းမကူတော့အဆင်မပြေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမုံထုံးရမှာတာဝန်ရှိတဲ့လူပြောက်ကိုကျွန်တော်တို့သွားပြီးတော့စကားပြောတယ်ပေါ့ဟိုကတို့ကူးကူရတော့ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းတယ်အဲ့ဒီအချိန်မှာသူတို့ကဟိုရွာတွေကပြည်သူတယောက်ကကျွန်တော်တို့ကိုလိုက်ဖို့ရေပေါ့အဲ့ဒီတာဝန်ရှိတဲ့အိမ်ကိုကျွန်တော်ကမသိရတဲ့အတွက်ပြည်သူတယောက်ကလိုက်ဖို့ရေအဲ့လိုက်ဖို့ပြီးတော့သူနဲ့အတူကျွန်တော်တို့အဲ့တာဝန်ရှိတဲ့အိမ်ဟိုကျွန်တော်တို့ရောက်တယ်ရောက်တဲ့အခါကျတော့အဲ့ဒီတာဝန်ရှိတဲ့လူကဟိုမင်းတို့ကတော့ဘယ်မှတော့မအောင်မိပါဘူးဒါပေမဲ့ဒီအတန်ဖိုင်လေးကိုတော့နားထောင်ကြည့်ပါဆိုပြီးတော့ကျွန်တော်တို့ကိုအတန်ဖိုင်တစ်ခုဖွင့်ကြတယ် အဲ့ဒီအတန်ဖိုင်ထဲမှာဘာပါလဲဆိုတော့ကျွန်တော်တို့ဟိုသူအဲ့ဒီအချိန်မှာပါတဲ့အတန်ဖိုင်ထဲမှာကြွထားတာတော့ဟိုကျွန်တော်တို့တွေဂရုကူးတာကိုတော့တေချာချက်မဖို့လိုမယ်ပြန်လေကူးရင်ကျွန်တော်တို့ကဒီဘက်ကနေအရှိတ်ဘက်ကိုပဲအကူခံရမယ်အရှိတ်ဘက်ကနေအကူမခံရဘူးဒီဘက်မှာပြန်လေခြေကုပ်ယူမယ်လို့တော့ကြားတယ်အပြီးတော့သူတို့က energy လောက်ခံအဖွဲ့ကြီးလည်းမဟုတ်ဘူးဆိုတော့တကယ်လို့ပြန်လေကိုကူးပြီးတဲ့ဂရုတွေကိုတည်ရင်တော့ကျွန်တော်တို့ကလည်းအေးအေးမူလုပ်မယ်ဆိုပြီးတော့ဟိုကျွန်တော်တို့အတန်ဖိုင်တစ်ခုဖွင့်ကြရတယ်ပေါ့လေအဲ့ဒီအတန်ဖိုင်ကလည်းသူတို့ပို့ထားတဲ့အတန်ဖိုင်က ချင်းချင်းလေးအကောင့်တွေကလည်းသူတို့ပို့ထားတဲ့အတန်ပိုင်းဖြစ်တယ်။နောက်တစ်ခုကအတန်ဖိုင်၅ခုကိုကျွန်တော်တွေ့ခဲ့တယ်။အဲ့ဒီအတန်ဖိုင်၅ခုတွေကနှစ်ခုပဲကျွန်တော်ဖွင့်ပြလိုက်တယ်။ကျွန်တဲ့အတန်ဖိုင်တွေကဘာတွေဖြစ်မလဲတော့ကျွန်တော်တို့မသိရဘူးလေ။ဒါပေမဲ့အဲ့ဒီအတန်ဖိုင်ဖွင့်ပြနောက်ပိုင်းကျွန်တော်တို့ကိုအဲ့ဒီမုတ်ထောက်ကတော့နေပြီးတော့ကျွန်တော်တို့အကူမခံဘူး။အကူမခံတဲ့အခါကျတော့ကျွန်တော်တို့အခြားရွာကနေပြီးတော့ဟိုကျွန်တော်တို့ရဲဘော်ရဲ့မိသားစုဝင်တွေကိုအကူအညီတောင်းပြီးတော့ဂျွာအဝေးကြီးကနေပြီးတော့ကျွန်တော်တို့မြစ်ကိုဟိုဘက်ကန်းကိုကျွန်တော်တို့ကူးရတယ်ပေါ့။ အဲ့လိုအခြေအနေကျတော့ကျွန်တော်ဒီနေ့ဖြစ်ခဲ့ပါတယ်အဲ့ဒီအတန်ပိုင်းကိုကျွန်တော်ဒီဘိုတမီးပို့ထားတယ်လို့ကျွန်တော်တို့ပြောရကြအဲ့ဒီဂျွာကာကွယ်ရေးအဖွဲ့ရပါလေဟိုကျွန်တော်သိရသလောက်ကတော့အဲ့ဒီအတန်ဘိုတမီးအတန်ပါပဲဟိုအဲ့ဒီဂျွာကတာဝန်ရှိသူကပကဖဖြစ်မလားဒါမှမဟုတ်ဟိုကျွန်တော်ဒီထောက်ဖို့တာဝန်ညာဖြစ်မလားတော့ကျွန်တော်မသိပါဘူးဗျဟုတ်အဲ့ဒီလိုမျိုးဘိုတမီးတို့ဘက်ကနေပြီးတော့ပိတ်ပင်ထားတာမျိုးညွှန်ကြားထားတာမျိုးရှိပါသလားခင်ဗျာ PL တွေကိုပိတ်ပင်တယ်ဆိုတာကတကယ်တော့အဲ့ဒီ ကန်းကြီးကိုပိတ်ထတာကြာပြီဗျအဓိကကတော့အဲ့နေရာကလေမိုးထောဂိတ်ဆိုတော့ကဘုံခဏခဏလာကျဲလို့ဆိုပြီးတော့အရင်ကိုဂိမ်းဘုကိုတိုင်းကပိတ်ထခဲ့တဲ့နေရာဗျအဲ့ဒါကြီးကအဲ့နေရာရမ်းများတယ်ဘုံလည်းခဏခဏကျဲလို့ဆိုပြီးတော့လောက်ထတာအပီအလေးတွေကိုဟိုလာဘမပေးဘူးဆိုတာအဲ့လိုမျိုးတော့မဟုတ်ဘူးကိုကဲရုံးကိုတော့အကြောင်းကြားရမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာအဲ့ဒါကဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ကျွန်တော်ကဟိုတနေ့ကဒီ PLD တွေနဲ့ကျွန်တော်ကစကားပြောဖို့ဆိုပြီးတော့ကျွန်တော်က ဟိုသူတို့ချင်းတဲ့နေရာကိုကျွန်တော်သွားတယ်ဗောဗျာသွားတဲ့ခါကျတော့သူတို့ကကျွန်တော်ဘာပြန်ပြောလဲဆိုတော့သူတို့ချင်းတဲ့နေရာလာမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုချိုးတယ်ဗျာဒါနဲ့ကျွန်တော်ကလည်းသူတို့ချင်းတဲ့နေရာကြီးရောက်အောင်သွားခဲ့တယ်အဲအဲ့လိုမျိုးကျွန်တော်ဘက်ကလိုက်လျောပေးခဲ့တယ်ဗောဒါကြီးကနည်းနည်းတော့များတယ်လို့ကျွန်တော်ကထင်တယ်ဒါပေမဲ့အဲသူတို့ချင်းတဲ့နေရာရောက်အောင်သွားတယ်ပြီးတဲ့ခါကျတော့မင်းတို့ကောင်းဆောင်ဘယ်မှာလဲဆိုတော့မင်းတို့ကျွန်တော်တို့ကောင်းဆောင်လည်းခေါ်လိုက်မယ်ဆိုပြီးတော့မှအဲ့ကြမှာအဲကျွန်တော်တို့ကခေါင်းဆောင်ချင်းတော့စကားပြောခဲ့တာမျိုးတော့ရှိတယ်ပေါ့ဒါပေမဲ့ ဟိုဒီတော်လည်ရင်နေမြေဒီမှာအများစုကနော်ခေါင်းဆောင်နေရဲ့ခီးသွားခွင့်လက်မှတ်ပါမတာရင်ခီးသွားခွင့်ရှိတာအဲ့ဒါကိုကျွန်တော်ကခီးသွားခွင့်ပါမပါဆစ်ဆေးပါဆစ်ဆေးပြီးတော့မှအာသွားလာခွင့်ပြုပါဆိုပြီးအခြားတော်လည်ရင်နေမြေဒီလိုပုံစံဖြစ်အောင်ကျွန်တော်ကလုပ်လိုက်တဲ့သဘောပါဟိုတကယ်လို့ခမရခိုင်ကိုကေးရဲ့အဲခွန်ပြူချက်ဖြစ်ဖြစ်ကောင်းဆောင်တရားရရဲ့ဟုတ်လားကွန်ပျူတာဖြစ်ဖြစ်အဲ့လိုကွန်ပျူတာရယူပြီးရင်တော့အဲလာခွင့်ရပါတယ်အဲ့လိုမျိုးပြောတာရှိပါတယ်ဟုတ် သူတို့ PL တွေကတိကျအဖွဲ့အစည်းဖြစ်နေတဲ့ဆိုတော့ KI ကွတ်ကဲရဲ့အောက်မှာရှိမနေပါဘူးသူတို့အနေနဲ့လဲလာကျင်လို့ရှိရင် KI ကွတ်ကဲရဲ့ခွင့်ပြုချက်ယူရမှာပဲလားအဲ့ဒါလို့ပြနိုင်မှဖြတ်တန်းခွင့်ပြုမယ်ဆိုတော့သဘောပါလားခင်ဗျာမောပါကျွန်တော်တို့အောက်မှာဆိုလို့ရှိရင်ဒါ PL ခေါင်းဆောင်တယောက်ကနေခီးသောင်းလက်မှတ်တို့ပါတော့ထုတ်ပြင်စင်ပြေပါလေရပါတယ်ဟုတ်ကဲ့ဗျာဆိုတော့ဟိုသူတို့ဖြစ်နေတာကျွန်တော်ပြပြပါအောင်မယ်အဓိကဖြစ်နေတာကျွန်တော်တို့နေမြေက အမှန်တိုင်းဒါမြေပြင်ကတော့ဆင်းလာရင်ပြီမှာပါဘသူဘသူမှဟိုဟိုဟိုဆစ်ဆီမင်းမြန်းတာမရှိဘဲနဲ့ဟိုတလဟောလွတ်ထားတဲ့နေကြီးကျွန်တော်ပြီးခဲ့တဲ့အဘက်ကဟာစီဝေးမှာလည်းပြောခဲ့တယ်ဒီနေမယာအရန်ကိုဒီဟိုစစ်ကောင်စီဘက်ကနော်တော်လိုင်းရင်းအများကြီးစိတ်ဝင်နေတဲ့ကျွန်တော်ဂိတ်တွေချမယ်ဆိုပြီးတော့အစီဝေးမှာကျွန်တော်ပြောခဲ့တာရှိတယ်အဲ့ဒါကြောင့်မလို့ဂိတ်တွေချတဲ့ဟာနဲ့လည်းအဲ့ဒါတိုက်ဆိုင်နေဒါပေမဲ့ဒီ ဇက်စိတ်ကြီးကိုပိတ်ခဲ့တာကပြီးခဲ့တဲ့ကိုကဲယမှုကိုတိုင်ကပိတ်ခဲ့တာအဲ့ဒါကလည်းဇက်စိတ်ကတာဝန်ခံကိုတိုင်သူကိုတိုင်သိတယ်အဲ့ဒါလုံးဝမဖျောက်အောင်ဆိုပြီးပိတ်ခဲ့တာပါဗျာ PLA ရေဘော်ကပြောတာကတော့ဘူတန်မနီရဲ့အတန်ဖိုင်ရဲ့ကုမိုးကောင်းရဲ့အတန်ဖိုင်ရဲ့ကိုဖွင့်ပြပြီးတော့အဲ့ဒီအတန်ဖိုင်ထဲမှာ PLA ဆိုလို့ရှိရင်မြစ်ကိုမကူးစင်တယ်လို့ပြောထားတဲ့အကြောင်းသူသိချာချာပြောပါတယ်အဲ့ဒီအတန်ဖိုင်ကမှားနေတယ်လို့ဆိုလိုတာပါလားအမှန်တမ်းပြောရရင်အဲ့ဒီကဇက်စိတ်က ပုဂ္ဂိုလ်နဲ့ကျွန်တော်ကအခြေဆက်ကိုမရှိဘူးဗျ။မနေ့ကလည်းဒါပြောမိတာလည်းမရှိဘူး။ဒါပေမဲ့အဲ့ဒီဟာကိုဟိုဒီလုံချုံရေးကတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ဆိုပြီးတော့ကျွန်တော်ညွှန်ကြားတာတော့ရှိတယ်။အဲ့ဒါကဘာလို့လဲဆိုလို့ရှိရင်အခုကဒီစစ်ကောင်စီဘက်ဟိုဟာပေါ့ဆက်နှစ်ယောက်အဲသူတို့ဘက်ကဒလန်လို့ယူဆတဲ့လူဆက်နှစ်ယောက်ကဒီဘက်ကိုဝင်မယ်ဆိုတော့အဲတရင်ကကြားလို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလေးကအဲ့ဒါကိုစစ်ဆေးခိုင်းထားတာတော့ရှိတယ်ဗျ။အဲ့ဒါဒီတက်လက်ထပ်ပြီးတော့ကြက်မှန်ရမယ်။ဘာကြောင့်လဲဆိုတော့ ဟိုပြီးခဲ့တဲ့ဟိုလာတဲ့ရပေါ့ဗျာအဲ့ဒီဒီမိုတော်ဂိတ်မှာပဲဒီပစ္စတိုခါးကြထိုးပြီးတော့အဲပစ္စတိုခါးကြထိုးပြီးတော့အဲ့မှာဓာတ်ပုံလိုက်ရိုက်တော့သွားတယ်ဆိုတဲ့သတင်းရတယ်ဗျာအဲ့ဒီအထောက်လန်းကြီးကအဲ့ဒီစစ်ကောင်စီရလူကဘယ်လိုရောက်သွားလဲဆိုတော့ရင်းမှမြို့တဲကိုဝင်သွားတယ်ဆိုပြီးနောက်ပိုင်းသတင်းရတာဗျအဲ့မျိုးအခြေအနေမျိုးအထိကျွန်တော်တို့မှာ အာဂိတ်လည်းမရှိပါမရှိနေဆိုလုံချိုးကြီးကတအားကိုစိုးရင်ညာဖြစ်တယ်အထူးသဖြင့်အခုလိုစစ်စင်ဖြစ်နေတဲ့အချိန်မှာရောက်ရက်ခတ်နေတဲ့အချိန်မှာသူတို့ကအယံဝင်လို့ကောင်းနေတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့ဒါမျိုးမဖြစ်အောင်ကျွန်တော်ကအဲအားလုံးအားလုံးတက်ပါကျွန်တော်ကလုံချိုးကြီးတင်းကျပ်ခိုင်းတဲ့သဘောတော့ရှိပါတယ်ဟုတ်အခုတော်လိုင်းရဲ့အဖွဲ့တွေကြာမှာအငင်းပွားနေတာလည်းရှိနေတော့တိတိကျကျသိရအောင်ထပ်ပြီးတော့ကျွန်တော်မေးချင်ပါတယ်ဘိုတံမရီတို့အနေနဲ့ PLA ဆိုလို့ရှိရင်မြစ်ကိုဖျက်မကူးစေနဲ့ဆိုပြီးတော့ policy ချညွှန်ကြားထားတာမျိုးလုံးဝမရှိဘူးလို့တိတိကျကျပြောနိုင်ပါလားခင်ဗျအဲ့လိုလုံးဝမရှိပါဘူးဘာလို့လဲဆိုတော့သူတို့ကူးလို့ရတယ်ဒါပေမဲ့သူတို့ရဲ့ဒီခေါင်းဆောင်ပေါ့ဗျ PLA ခေါင်းဆောင်ရဲ့ခီးသွားခွင့်လက်မှတ်တို့ဘာလို့ထုတ်ပေးမယ်ဆိုရင်ကျွန်တော်ကအဲ့ဒါကို ခွင့်ပြုပါတယ်ဗျဒါကကျွန်တော်ကိုယ်တိုင်လဲဒါရှမ်းမြောက်ဘက်ကိုရောက်တဲ့အချိန်မှာကျွန်တော် MNDAA ရဲ့ထောက်ခံချက်နဲ့ကျွန်တော်သွားခဲ့ရတယ်အဲ့ MNDAA ရဲ့ထောက်ခံချက်ကခင်ဗျာကျွန်တော်တို့လုံးဝမဖတ်တတ်တဲ့တရုတ်စာရင်းနဲ့ကျွန်တော်တို့သွားခဲ့ရတယ်ဗျာဒါကဒါရှမ်းမြောက်မှာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာကျွန်တော်တို့ဒီတော်လိုင်းရင်းနေတဲ့နေရာလေးမှာလဲအဲ့လိုစာရေးစံလေးမှမပါဘဲနဲ့ဥရုသွားဝင်ပေးတာဒါအရင်ခင်ကိုကြေးတွေဒါလေအဲ့တိုင်းပဲအဲ့မှာဘာဖြစ်လာလဲဆိုတော့လုံချုံရေးစီးတွေကတော်တော်ကိုကျိုးပေါက်လာလို့ပါအထူးသဖြင့်ဒီ ဒီဒီလိုစစ်စင်ကာလပေါ့နော်ဘလဲစစ်စင်ကာလမှာဆိုရင်လက်နဲ့ကန်ကြီးကရှုပ်ချက်ခတ်ပြီးတော့တခါတည်းဥရုံသွားလာနေတဲ့အချိန်မှာဘသူကပါလဲဆိုတော့ဒါတော့တီးခွင့်ရှိလို့မို့ကျွန်တော်ကအခုလိုမျိုးဟိုတားမြစ်တဲ့သဘောလည်းမဟုတ်ပါဘူးဒါဟိုခီးသွားလက်မှတ်ပါရင်ခွင့်ပြုမယ်ဆိုတဲ့သဘောပါအဲ့ဒါလည်းဒါကဘယ်တက်တယ်မဆိုဘယ်ဟိုတိုင်းရင်းသားဒေသမှာဆိုဒါကလိုရိုးလို့စင်လှုပ်ထုံးလုံနေပါပဲဗျ စစ်စင်းမှာရော PLA နဲ့ပူပေါင်းဆောင်ရွက်တာမျိုးရှိပါသလားပူပေါင်းဆောင်ရွက်မှုကိုကျွန်တော်တို့ကလုပ်ချင်ပါတယ်ဒါပေမဲ့အဲကျွန်တော်ပြောမယ်အဲ့ဒီကမ်းလောင်းကိုစစ်စင်းရေလုတ်တဲ့အချိန်မှာကျွန်တော်ကဟို ။တင်းကျူရတာပဲရှိတယ်။တိတိကျကျမသိရဘူးဗျ။ဆိုလိုတာကသူတို့ကကျွန်တော်အပေါ်မှာမယုံကြည်တဲ့သဘောလဲပါလောက်တယ်လို့ထင်တယ်။အဲ့ဒီမှာသူတို့နဲ့တွဲလို့တဲ့ဒီဟိုခေါင်းဆောင်တယောက်ကကျွန်တော်ကိုလက်နဲ့ငားနေတာအဲ့ဒါကြာပြီဗျ။လွန်ခဲ့တဲ့အဲလာကလေးကကျွန်တော်ငားတယ်ဒါပေမဲ့ဘာဆက်စင်ရင်းမို့လို့လဲလို့ကျွန်တော်ကမေးခဲ့တယ်ဒါပေမဲ့ तू ကမပြောဘူးကြီးမပြောနိုင်ဘူးဆိုတော့ကျွန်တော်ကလည်းအဲ့ဒါနဲ့ခံမငားခဲ့ဘူးပေါ့ဗျာအဲနောက်တစ်ယောက်ကကျကျွန်တော်ဒီဆက်စင်ရင်းကလာမှာကျွန်တော် ကြည်ကြီးတယ်ဗျာသူကတော့သူ့ကိုမေးလိုက်တော့ခင်ဗျာဒီစစ်စီကြီးကိုတည်သလားလို့မေးတော့သူကတည်တယ်တဲ့နှစ်ရက်လောက်ကြိုရတယ်လေအဲ့ဒါဆိုလို့ရှိရင်လို့ကျွန်တော်ကကြီးကချီးပေးမယ်ဒါပေမဲ့ခင်ဗျားတို့ကကျုပ်ကိုမယုံကြည်ခဲ့ပဲနဲ့အော်မယုံကြည်လို့အတိမပေးတဲ့လူတယောက်ဘူးလို့ခင်ဗျားတို့ကျုပ်ကိုကြည်ပြန်ပြီးချီးတယ်ဆိုတာလည်းနည်းနည်းတော့များသွားပြီလို့ခင်ဗျားတို့ကကျုပ်ပေါ်မှာယုံကြည်တဲ့နယ်လို့ဒီစစ်စင်ယူကိုအဲခင်ဗျားတို့က ကြိုပြီးတော့ကျွန်တော်ကိုပြောတင်တယ်ပေါ့ဒါပူပေါင်းဆောင်ရွက်ဖို့အနေထားကိုကျွန်တော်ကြိုပြောခဲ့ပါတယ်အဲပြီးတဲ့ခါကျတော့ဒီစစ်စင်ရေးကိုရုတ်တရက်ဒီလိုလုပ်တဲ့ခါကျတော့ဗာအခက်ခဲရှိလဲဆိုတော့အဲ့နံမှာရဲဘော်တွေကဒါ24နှစ်ကြီးပေါ့ဗျာ12နှစ်ရာစီအဲ့မှာကင်းဆောင်နေရတဲ့ရဲဘော်တွေရှိတယ်ဗျာအဲ့ဒီကန်းတော်ပေးပါလေအဲ့တော့သူကမနေ့9နာရီလောက်အတကုံဝင်တဲ့ခါကျတော့ရဲဘော်တွေနဲ့ပြင်းမဲ့ခမ်းမဲ့အနေအထားတွေဖြစ်တာဒါပေမဲ့ဒီဘက်ကဒီဟိုဟာတွေကအဲတရင်မှုတွေကသဘောထားကြီးကြီးနဲ့ဟာသွားမလုံနဲ့ဆိုပြီးတော့တားခဲ့ပါတယ် ဲ့တော့ကျွန်တော်ဆိုလိုတာကအဲ့ဒီအရာကြီးကစစ်စီရင်နေမြေကြီးအစောကတည်းကအဲကြုံပြီးတော့အတိပေးစင်တယ်အတိပေးပြီးတဲ့ခါကျတော့လုံညုံရင်းရဟုတ်လားဖယ်ပေးပါဆိုရင်လည်းကျွန်တော်တို့ကဖယ်ပေးမှာပဲအဲ့အတွက်နောက်ထပ်တစ်ခါနောက်ထပ်ဆိုချိုးတစ်ခုကဘာဖြစ်လာလဲဆိုတော့ဒီဟိုမှာပေါ့ဒီဒီစစ်စီရင်တစ်ခုလုပ်ပြီးဆိုရင်ဒီရဲဘော်တွေဒဏ်ရာရရဲ့အကူပို့ဆိုတာဘလို့လုပ်မှလဲဆိုတော့တို့ကမစင်းစားထားဘူးဗျမပြောလဲကြုံမပြောတဲ့ခါကျတော့ဆရာဝန်တွေမှာအခြားတင်တန်းတစ်ခုရှိတယ်အဲ့တင်တန်းတစ်ခုကိုသွားဖို့သွားလို့မရဘူးအဲ့တင်တန်းကြီးကအခုပြတ်တယ်ဗျာပြဿနာတွေက အဲ့လိုတွေဟိုအစင်းစင်ဖြစ်တာပေါ့ဆိုလိုတာကကျွန်တော်တို့အကြောင်းကြားရင်ကျွန်တော်တို့ကဆရာဝန်တွေဟုတ်လားနောက်ပြီးတော့သူတို့လုပ်မဲ့တင်တန်းတွေလည်းကျွန်တော်တို့ကဟို နားရပြလို့ရတာပေါ့ဗျအခုဟာအဲ့တင်းနန်းသားတွေကလည်းကိုလိုကန်လန့်နဲ့အဖြစ်ဆရာဝန်တွေကလည်းဟိုတင်းနန်းမလုံနိုင်ပြန်ပြီးတဲ့အခါကျတော့စီကူတဲ့နေရာရောက်အဲ့မှာလည်းတင်းနန်းသားတွေကအဲ့မှာပြဿနာတွေတဲ့အဲ့လိုမျိုးတွေပေါ့မလိုလားတဲ့ဆိုးကျိုးတွေဖြစ်တာပေါ့ကျွန်တော်ကဆိုလိုတာကတော်လိုင်းရဲ့တော်တော်လုံးတဲ့အတူညီကိုချင်းတူဘာဖြစ်လို့ကျွန်တော်ကိုမယုံကြည်တာလဲပေါ့ဒီဒေတာမှလည်းလာသေးတယ်ကျွန်တော်ကိုမယုံကြည်ဘဲနဲ့စီရေးလက်ဖော်ဆောင်နေဆိုရင်ကျွန်တော်တို့ဘယ်လိုပူရဲပြီးတော့စီရေးဖော်ဆောင်ကြမလဲကျွန်တော်ကအဲ့ဒါပါပဲအဓိကတော့ကျွန်တော်တို့ပူပေါင်း စုပေါင်းပြီးတော့ပေါင်းစပ်ညီနိုင်ရေးလိုအပ်တယ်ဆိုတာကျွန်တော် ပြောချင်တာပါဟုတ်စစ်စင်ရေးအစားပိုင်းမှာ PDF ရဲဘော်တယောက်နဲ့ကျွန်တော်စကားပြောဖြစ်ပါတယ်အဲ့လိုစကားပြောတဲ့အခါမှာတော့သူ့ကို PLA ကစစ်စင်ရေးအတူတူလုပ်ဖို့ရာဖိတ်ခေါ်ပါတယ်သူကလည်းစစ်ကောင်စီကိုတိုက်ရမှာဆိုတော့တိုက်ချင်ပါတယ်တဲ့ဒါပေမဲ့ KI ကိုကဲရေးက PLA နဲ့တွဲမတက်ရဘူးဆိုလို့ဝင်မပါရဘူးလို့ပြောပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဘူတန်မဏိဘာပြောချင်ပါလဲခင်ဗျာ မရှိပါဘူးတကယ်တော့ကျွန်တော်ကဘယ်သူနဲ့တိုက်တိုက်ပါပဲဒါပေမဲ့အဲ့လိုမျိုးဟိုလုံးဝမတိုက်ရဘူးဆိုတာမရှိဘူးကဲအဲ့လိုပြောလို့ရှိရင်ခင်ဗျာ IPL အကုန်လုံးတယောက်မှတော့ကြာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ IMTI ဟာကြီးကိုကာပေးထားတာခင်ဗျာဒီ MOD ရင်းနေအကုန်လုံးလीကအထွက်လာတဲ့ဟာတွေအားလုံးကိုတိုက်လိုက်တာလေ MOD ရင်းနေပါအကယ်၍သာ MOD ရင်းနေမကာကြည့်ပါလားခင်ဗျာအန်တော့ဟုတ်တယ်အကုန်လုံးပြုတ်ကုန်ပြီပေါ့ဗျာ ပြီးလို့ရှိရင်ကျွန်တော်ရဲဘော်တွေကျွန်တော်ဒါဒါကျွန်တော်တိုက်ရိုက်ကုတ်ခဲ့တဲ့ရင်းနေရှိတယ်အဲ့ရင်းနေဆိုလို့ရှိရင်အဲသူတို့ပွဲဖြစ်ပြီဆိုတော့သူတို့မနေနိုင်လို့ဆိုပြီးကျွန်တော်စီကိုကြီး1900ထုတ်သွားတယ်ဗျာကျွန်တော်ထုတ်ပစ်လိုက်ပါတယ်အဲ့ရပြီးတဲ့ခါကျတော့ဟို RPG ဘူးသုံးဘူးလဲလာထုတ်တယ်ဗျာကျွန်တော်ထုတ်ပစ်လိုက်တာပဲထုတ်ပစ်ပြီးတော့သူကတော့ကားတယ်ဒီဟိုဟာဟိုအဲဇီးပြုံကုန်းရောကားမလို့တဲ့အေးကားရတယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒါညွှန်ကြားလိုက်တာပဲ ဲ့တော့သူတို့ဘက်ကလုတ်တင်တာတွေလုတ်တယ်ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ဘူးဘာမှဟို PLA နဲ့လုံးဝမတွဲတိုက်ဘူးဆိုတဲ့စကားကျွန်တော်တခါမှမပြောခဲ့ဘူးအဲတွဲတိုက်နေတဲ့ရင်းတွေလည်းကျွန်တော်ကျွန်တော်ဘာမှမပြောဘူးရတယ်တိုက် ဆိုတဲ့သဘောနဲ့ကျွန်တော်လှုပ်ပေးထားတယ်ကျွန်တော်မသိချင်အောင်ဆောင်ခဲ့တယ်ပေါ့နော်တကယ်တကယ်တော့ PLA ကိုယ်တိုင်သူတို့ကိုယ်တိုင်ကိုအရင်ကုကဲရင်မှုကစာထုတ်ပြီးတော့စစ်စင်ဆင်နွှဲမယ်ဆိုလို့ရှိရင်ကုကဲရုံးကိုအကြောင်းကြားပါဆိုပြီးစာထုတ်ထားတယ်စာရှိတယ်ဗျအဲ့ဒီစာကိုသူတို့ကမထင်မမြင်လုပ်ပြီးတော့ဒီစစ်စင်ရုံးကိုဖော်ဆောင်သွားတယ်ဒါလည်းထားပါတော့ဒါဒါဒါစစ်ကောင်စီတိုက်တဲ့အတွက်ကျွန်တော်အနေနဲ့ထားတိုက်ဆိုတဲ့ပုံစံမျိုးအဲကျွန်တော်တို့ကအဲ့လိုမျိုးသဘောထားကြီးကြီးနဲ့အဲလက်တွဲလက်တွဲပြီးတော့သွားနေတာပါဟုတ် ဆိုတော့ကဘိုးတမနီပြောတဲ့ဆရာဝန်ကိစ္စနဲ့ပတ်သက်တာတခုကိုလည်း PLA ဘက်ကနေပြီးတော့ကြားထားတာရှိပါတယ်။ပြီးခဲ့တဲ့3လရက်ကြော်ကြော်လောက်ကဖြစ်ပါလိမ့်မယ်။ PLA ရဲ့ဒဏ်ရာရတဲ့ရဲဘော်တွေကိုချက်ချင်းစေယုံကနေပြီးတော့ဆင့်ပေးရမယ်လို့ PDF နဲ့ပကဖာဘက်ကနေပြီးတော့ပြောလို့သူတို့စေယုံကနေပြီးတော့ချက်ချင်းဆင့်ပေးခဲ့ရတယ်မောင်းထုတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒါကိုရောသိပါသလား။ ဲ့ဒါဆေးရုံကိစ္စဆိုတော့ကျွန်တော်တရားတော့မသိဘူးလေဘယ်ဆေးရုံကဖြစ်တာလဲအဲ့ဖြစ်တဲ့ဆေးရုံဆိုရင်လည်းကျွန်တော်မေးပေးပါမယ်များသောအားဖြင့်ကျွန်တော်ဆရာဝန်တွေတော်တော်များများအဲ့လိုလုပ်လို့မရှိပါဘူးကျွန်တော်သိတယ်ဘယ်မှာသွားပြုနေတာဆိုကျွန်တော်သိတယ်ဒါပေမဲ့ဒါကကျွန်တော်ပြောလို့မရဘူးဟိုကုပေးနေတယ်ဆရာဝန်တွေကိုယ်တိုင်လည်းကျွန်တော်ကိုလာပြောတယ်ဒီလိုလိုတော့ကုပေးတယ်ဘာပဲဖြစ်ဖြစ်သူတို့အကြောင်းကြားရတယ်သူတို့ကဟို ပြည့်ကြီးဆိုတော့လေပြင်းရဆင်ရတာဘာမှအဆင်မပြေတာရှိတာတော့ရှိတယ်လို့အဲ့လိုတော့ကျွန်တော်တို့တော့ပြောနေကြအဲ့တော့ဆေးကုတဲ့ကဏ္ဍမှာကဘယ်သူမှစုကူရမယ်ပေါ့နော်ကျွန်တော်တို့ရန်သူတောင်ကဆေးကုရသေးတယ်ဗျာ PLA ဆေးကုတာတော့ဘာဖြစ်မှာလဲအခုပေါ့အဲကျွန်တော်ကတော့အဲ့လိုပဲပြောတာပါအဲ့တော့မောင်းထုတ်တဲ့ဘာညာဆိုတော့ဘယ်ဆင်းရုံကလဲဆိုတော့ကျွန်တော်အတိကျနေဒါပေမဲ့အဲ့လိုလုတ်ဖို့လေကျွန်တော်ကညွှန်ကြားထားတာမရှိသလိုလုတ်ခဲ့ရင်လည်းကျွန်တော်က အဲ့ဒါကိုမြင်းမြင်းချမ်းချမ်းကျွန်တော်သွားပြီးတော့တတိပေးပါမယ်ဟုတ်ဘယ်စေးရုံဆိုတော့ကျွန်တော်တို့ပြောဖို့လိုတာပေါ့ဟုတ်အဲ့ဒီတော့ဟိုတော်လိုင်းရဲ့အဖွဲ့တွေအချင်းချင်းကြားထဲမှာ နားလည်မှုလွဲမနေတာမျိုးတွေကိုတော့မြင်းတွေ့နေရပါတယ်ဟိုအသေးအဖွဲ့ဆိုပေမဲ့အဖုထစ်လေးတွေရှိနေတာကိုတွေ့ရပါတယ်အဲ့ဒီတော့အဲ့ဒါမျိုးတွေအတွက်ခေါင်းဆောင်အချင်းချင်းဆက်သွယ်တာဆွေးနွေးတာမျိုးရောရှိပါသလားခင်ဗျာ ရှိပါတယ်ကျွန်တော်တို့ဒီအထပါတော့ကန်းတော့နေမြေကိုသူတို့စစ်စင်လုံးတဲ့နေမှာကျွန်တော်တို့ကစည်းပူဘုံဘက်ကိုလုံးမယ်ဆိုပြီးတော့သူတို့ခေါင်းဆောင်တွေပေါ့နော် PLA ခေါင်းဆောင်တွေကိုခေါ်လိုက်တယ်ပြီးတဲ့အခါကျတော့ AVS တွေကခေါင်းဆောင်တွေခေါ်လိုက်တယ်ခေါ်ခေါ်ပြီးတော့သူတို့ညှိနှိုင်းမှုတွေလုပ်ပါတယ်ညှိနှောင်းပေါက်ဆက်လုပ်ပါတယ်ဒီလိုပြိပကတွေဖြစ်မှာဆိုလို့လဲကျွန်တော်ကအဲ့လိုညှိနှိုင်းပေါက်ဆက်လုပ်ပါဆိုပြီးတော့ညွှန်ကြားထားတာရှိတဲ့အတွက်ဒီတပ်မှုတွေကညွှန်ပေါက်ဆက်တယ် နော်နောက်ဆုံးဒီပြင်နာတွေကရဲဘော်တွေကိုတောင်းအသိပေးတယ်ပေါ့ဒါဒီဒီဒီစစ်စင်ရဲ့ဒီလိုလုပ်မယ်ဒါမျိုးနေမီယိုတော့အခုလိုပြဿနာတွေတက်လာမှာဆိုးလို့ဆိုပြီးတော့ကိုကျူပြီးတော့ကိုညှိနှောင်းပေါက်ဆက်လုပ်ပါတယ်ခင်ဗျားတို့ကခင်ဗျားတို့ကန်းတောင်းကိုပြီးအောင်လုပ်ပါအဲ့တော့ခင်ဗျားတို့နေမီအဲ့ဒါကန်းတောင်းအဘက်ကိုခင်ဗျားတို့အဲ့ဒီဘက်မှာရအောင်လုပ်ကျူတို့ကဒီဘက်ကဇီးပြူဘုံဘက်ကိုပြီးအောင်လုပ်မယ်ဆိုပြီးတော့နေမီကန့်ပြီးတော့ကိုပြဿနာပြိပကတစ်ဖက်နဲ့တစ်ဖက်ဖြစ်မှာဆိုးလို့ကိုအဲ့လိုလုပ်ထားတာ ။ဘာကြောင့်လဲဆိုတော့ဟိုတရားနယ်ကအဲ့လိုပြိပက်ကဖြစ်ရင်မကောင်းဘူးဆိုတော့ကျွန်တော်တို့ကြိုသိတယ်။ဒါကြောင့်နေမီကန့်ပြီးတော့လုံးကြပါလို့ပြောကြတာ။ဒါပေမဲ့ဒီလေရင်ကြီးပြစ်ကြတဲ့ချိန်မှာပြစ်တာကတကယ်တကယ်ကကျွန်တော်ကအဲ့ဒါကောင်းကောင်းသိတယ်ဗီဒီယိုဖိုင်တွေလည်းတော့မှရှိတယ်။ဘာလို့ဘယ်နေရာပြစ်တာလဲဆိုတော့ဇီးဗျူဘုံကိုပြစ်တာဗျ။ အစည်းပြုကရေးကြီးတဲ့ပိုင်ကိုသူရှာနေတာသုံးလေးဘတ်ရှာပြီးတော့မှပြစ်တာနှစ်ချက်ပြစ်ပြီးတော့ခါကျတော့နောက်ဆုံးမှသူကဒီနောက်တစ်ဘတ်ပြန်ပတ်ဖို့ဆိုပြီးတော့မင်းနိုင်မြဘက်ကိုသွားတဲ့သွားသွားပြီးတော့အဲ့ဒီခုနပြောတဲ့ဇပစီရွာအရောက်မှာသူကဆက်ကရက်သွားတာရက်သွားတဲ့အရက်မှာသူကပြန်ထောင်ပြီးတက်ဖို့ကြိုးစားတဲ့အချိန်မှာတက်မရတယ်မင်းနဲ့အဲ့မှာအဲ့မှာအဲ့မှာတခါလေပြက်ကြတော့တာဆိုပြီးတော့ဒီမျက်မြင်သက်တည်ရုပ်ဝင်ကြီးကအဲ့လို အလုံးနှီးပါပါအဲ့နာမှာရဲဘော်တွေအများကြီးရှိပါတယ်သူတို့ကအဲ့လိုပြောပြကြတာလေအဲကြောင့်မလို့ဒီဖြစ်တဲ့ခုနပြောတဲ့အကန့်လုတ်ပြီးတော့တိုက်ကြတဲ့နေရာမှာတကယ်တကယ်ဖြစ်တာကဇီးပကုံဘက်ကအကန့်ကိုလာဖြစ်တာပေါ့ဗျာဒါလေးကိုတော့ကျွန်တော်ပြောချင်ပါတယ်ဒီပြစ်ချခြင်းမပြစ်ချခြင်းတော့ကျွန်တော်မပြောလို့တော့ပါဘူးသူဒီလိုပြိပခပြစ်မှဆိုလို့သူအကန့်နဲ့ကိုယ်အကန့်ခွဲလိုက်တာဗျာခင်ဗျားတို့ကန့်အောင်ပြီးအောင်တိုက်ကျွန်တော်ကအဲ့ဒီဘက်ကဇီးပကုံပြီးအောင်တိုက်မယ်ဆိုတော့ဟိုဟိုဟိုအဂရီမန့်လုပ်ထားပြီးသား စကားလည်းပြောထားပြီးသားရှိတယ်ရှိပါတယ်ဗျအခုလိုဖြေကြပေးတဲ့အတွက်ဘူတန်မဏိကိုကျေးဇူးတင်ပါတယ်ဟီးရိုးတိုက်ကားကောင်းဆောင်ဘူထိုက်မောင်နဲ့လူရောက်20အသက်ခံရတဲ့ကိစ္စမှာဘူတန်မဏိကို NUG ကစစ်ဆေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘူတန်မဏိကရှင်းလင်းဖြေကြသွားပါတယ်သူ့ကိုစစ်ဆေးကြတာမှန်ပေမဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့မှာအပြစ်မရှိကြောင်းတရားဝင်ပြောထားတယ်လို့သူကဆိုပါတယ်အပြစ်ရှိသူတွေကိုအရေးယူအပြစ်ဒဏ်ပေးဖို့ NUG ကစီစဉ်နေတယ်လို့လည်းဆိုပါတယ်တကယ်လို့သူ့ကို အပြစ်ပေးခဲ့လို့ရှိရင်လည်းပေးတဲ့အပြစ်ကိုခံယူဖို့အသင့်ပဲလို့ဗုဒ္ဓမဏိကပြောပါရခင်ဗျာ။